ားလုံးမင်္ဂလာပါဇလန်းအစမှာတော့ရန်ခိုင်တယောက်အင်ကိုပြန်ရောက်တဲ့အချိန်မှာတော့ဒဏ်ရာတွေကိုတပ်စင်ဆေးကြောပြီးဆေးတွေထည့်နေခဲ့ပါတယ်ထို့နောက်တိုင်းကျင်းစင်ကိုကျင်းလိုက်တဲ့အချိန်မှာတော့မနက်ကဆန်ချောက်ဘုံတို့နဲ့တိုက်ဝဲရှင်ကြောင်းဆွေဒီအဆင့်ရှစ်ကိုမင်းမြန်ထိုးပေါက်နိုင်ခဲ့ပါတယ်ဘဒခမ်းမှာတော့ရန်ခိုင်တယောက်တန်းလေးချင်းဝင်ကိုတန်ရှင်းရုံနေချိန်မှာစုမှုလူလူတစုထက်ရောက်လာပါတယ် ရန်ခိုင်လည်းညီလေးစုအသားထက်ရလို့လားလို့မေးလိုက်ပါတယ်။စုမူလည်းဘာမှမပြောဘဲရန်ခိုင်ကိုတောက်ဖို့တေးတူပေးကတောက်ကြပြီးအိုးတွေခွဲကမိတ်ဆွေဖွဲ့လိုက်ကြပါတယ်။ဒိုင်းထဲမှာတေးရတောက်လို့တယောက်ကငါးမက်စီအနှုတ်ခံလိုက်ရပါတယ်။白日血酒，败坏门风。နောက်တစ်ခါမှတော့စုမူကအကိုရန်ကျွန်တော်ကိုဘာလို့ကယ်တာလဲလို့မေးလိုက်ပါတယ်။ရန်ခိုင်က မင်းကငါ့ကိုအကူလို့ခေါ်တယ်လေလို့အပြေပြန်ပြီးလိုက်ပြီးဒါမှမဟုတ်ငါမင်းအလားမှာနေမျောသွားလို့ပေါ့လို့ဆက်လိုက်ပါတယ်ဆုမူကဒီလောက်တော့ရိုးရှင်းလာဆရာတို့အကူအရင်တုန်းကဘာတွေပဲဖြစ်ခဲ့ကျွန်တော်ကမ်းနေလို့ပါတောင်းပန်ပါတယ်ဆရာတို့အကူလို့ပြောလိုက်ပါတယ်ထို့နောက်အကူကိုအယောပေးဖို့ဥယျံစီပလင်ယူလာတယ်ဆိုကထုတ်ပေးလိုက်တော့ရခိုင်လေသူကျင့်ကြံနေတာကစစ်မှန်ရန်တိုင်းပညာဒီဝိဝံစီပလင်ကငါ့အတွက်တံမူးကြီးရလို့တွေးကယူဖို့တွေးဝင်နေလို့ ုမှုကအတင်းပေးလိုက်ပါတယ်။ရန်ခိုင်လည်းစေပလင်သိန်းကကျေးဇူးတင်စကားပြောလိုက်ပါတယ်။ထို့နောက်စုမှုကမလက်ပြန်နေရာကောင်းတစ်ခုခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။ရန်ခိုင်လည်းငါဝမ်းဝါအဆောက်အုံတော့မသွားဘူးနော်။ငါကတီကြီးလေးနဲ့တူလို့ပြောလိုက်ပါတယ်။စုမှုကလည်းကျွန်တော်သာသွားရင်အမကတေးအောင်ရဲမှလို့ပြောကပြန်လာကြပါတော့တယ်။နောက်နေ့မှတော့စုမှုတို့ရန်ခိုင်ကိုခေါ်လာပါတော့တယ်။သူတို့ဘယ်ကိုသွားနေရလဲ။ရန်ခိုင်ကမေးလိုက်ပါတယ်။စုမှုကသူတို့သွားနေတာကပုံသေးစေးတစ်ခု ကျွန်တော်တို့လင်းရှောင်ဆောင်နဲ့ဖုံးရင်မျောစင်ပြီးတော့ရွှေချက်သွေးကိုင်းမိသားစုသုံးခုရဲ့တပည့်တွေစီးပွားရေးလုပ်တဲ့နေရာလည်းဖြစ်တယ်။ပစ္စည်းကောင်းတွေလည်းအများကြီးရှာလို့ရတယ်။အရင်တစ်ခေါက်ကလို့စုမှုကဝေဒင်းကဆယ်ပြားနဲ့ထမ်းရွယ်တည်တည်လုံးရတယ်လို့လင်းရွယ်ထမ်းကပြောလိုက်ပါတယ်။စုမှုကလည်းညီကြီးအစင်အစင်နဲ့ဝိညာဉ်တည်တည်ပါကျွန်တော်အဖိုးနေတဲ့နေရာဆိုဒီမှာထက်ပိုကောင်းတဲ့ဝိညာဉ်တည်တည်တွေရှိတယ်လို့ပြောလိုက်ပါတယ်။ကျောက်ဦးကလည်းထောက်ခံခဲ့ပြီးတခင်လေးစုရဲ့အဖိုးဖြစ်သူကလင်းရှောင်ဆောင်ရဲ့ဒုတိယအကြီးအကဲဖြစ်တယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒါနဲ့ရခိုင်လဲငါတို့လင်းရှောင်ဆောင်မှာ၁၁ရောက်မြောက်အကြီးကြီးရှိလာလို့မေးလိုက်ပါတယ်။ကျောက်ဦးကဆရာလူအကူကနောက်တယ်နော်။ကျွန်တော်တို့လင်းရှောင်ဆောင်ကခေါင်းဆောင်ပြီးအကြီးကြီး၅ရောက်ပဲရှိတယ်လို့ပြောလိုက်တော့စုမှုကလည်းငါကြားတာကခေါင်းဆောင်ကရှမ်းရိုအထုတ်လေးစစ်ကိုရောက်နေပြီ။အစင်တက်ဖို့နောက်ဆုံးခြေလမ်းလမ်းပဲလိုရလို့ပြောလိုက်ပါတယ်။ထို့နောက်ရွှေကျဲကိုင်းခေါင်းဆောင်ပူမန်ဖုံးဤမျိုးစင်ပန်းရှင်ရှောင်ယောဟန်သူတို့ဆိုရှမ်းရိုဘုံအစင်၆ခုပဲရှိတယ်။ငါတို့ခေါင်းဆောင်နဲ့ရှင်းစရာမရှိဘူးလို့ပြောလိုက်ပါတယ်။ ဒီယုံထန်းလဲခေါင်းဆောင်အဆင့်တက်ဖို့ဘယ်လောက်ကြာအောင်လဲမေးလိုက်ပါတယ်စုမူလဲအမေးခံလိုက်ရတော့အချိန်မကောင်းဖြစ်ခါလောင်ဝေပြောတာကလွန်ခဲ့တဲ့10နှစ်ကျော်ကအဆင့်တက်လူစဲစဲဖြစ်နေတယ်ဘာကြောင့်လဲဆိုတာကမပြောရဘူးလို့ပြောလိုက်ပါတယ်အကုန်လုံးကတည်ကျင်နေကြတာကြောင့်စုမူကိုအတင်းမေးကြပါတော့တယ်စုမူလဲမတတ်နိုင်တော့ပဲဒီကိစ္စကိုအချိန်ကိုပြန့်လို့မရဘူးကြေတနာအကြီးကြီးတက်လိုက်မယ်ပြောကလွန်ခဲ့တဲ့10နှစ်ကျော်ရင်းချောင်အဆောင်ရဲ့ကိစ္စကြီးကိုပြောပြပါတော့တယ် ဆရာတခင်ကသူ့ဘဝမှာတပည့်နှစ်ယောက်ပဲလက်ခံတယ်။နှစ်ယောက်လုံးကလည်းအန်အောဆရာကောင်းလောက်အောင်ထူးချွန်ကြတယ်။စိတ်နေစိတ်ဓာတ်တွေမတူတာကြောင့်ခေါင်းဆောင်ရဲ့တင်ပြမှုပုံစံကအနှဲငယ်ကွဲပြားနေခဲ့ပါတယ်။ပထမဆရာသူကိုအများကြီးချီးကျူးပြီးဒုတိယဆရာသူညီလေးကိုပေါ့အရန်ကျန်းတန်းခဲ့တယ်။ဒီနည်းကဒုတိယဆရာသူညီလေးအတွက်ဆရာကပထမဆရာသူအဖို့ကိုဗလိုက်တယ်ဆိုပြီးမှားယွင်းစွာထင်သွားစေတယ်။မနာလိုမှုကြောင့်မုံဒီပြီးမိစ္ဆာတိုင်းတွေစကြင်နေမကြဘူးဒုတိယညီလေးက မိစ္ဆာဆွမ်းအားကလုံလုံဝါမြူသွားပြီးမကောင်းမှုဖုံးသွားတယ်။အဲ့ညမှာနင်းချောင်ဆောင်အသွေးမြင့်ဖြစ်ပြီးပထမဆရာသူအကိုကြီးလည်းကြေကွဲပွဲကောင်းစွာတည်ဆုံးသွားခဲ့တယ်။ဒုတိယညီလေးကလည်းပြည်တံကိုကြောက်ပြီးထွက်ပြေးတင်းချောင်သွားတယ်။ညာရင်းချင်းပဲခေါင်းဆောင်ရဲ့မုန်းစိမ့်နဲ့စပင်တွေလည်းဖြူကုန်တယ်။နင့်အနှဲငယ်ကြတော့ခေါင်းဆောင်ကိုယ်တိုင်ဒုတိယဆရာသူညီလေးကိုဖမ်းလာပြီးခွင်းလုံရှုံမြောင်အလဲမှာချိတ်ပေးလိုက်တယ်လို့ပြောလိုက်ပါတယ်။အဲ့ကြမှာဂျန်ခိုင်းလည်းခွင်းလုံရှုံမြောင်ပြောကအံဩသွားပြီးအကြီးကဲစက်တိပြောတာပြီးတတိယလာပါတယ်။ စုမှုကလည်းအဲနောက်တော့အဆင်မတက်နိုင်ဖြစ်သွားတယ်လို့ရှင်းပြလိုက်ပါတယ်။ထို့နောက်ရေပွင့်ပြီဆိုတဲ့အကြံထွက်လာပါတယ်။ထို့နောက်ရေကိုရှောက်လိုက်ကြည့်နေရပါတယ်။စုမှုကဒီနေရာကခိုင်းဆုံးခိုင်းကတပည့်တွေအကုန်ကျွမ်းကျင်ဆရာကြီးတွေမို့လုံးဝပေးခဲ့နဲ့ဟိုဘက်ခြံဝင်းကကျွန်တော်တို့လင်းရှောင်ဆောင်ကတပည့်တွေထိုင်နေကျွန်တော်အမအမရှိတယ်။သူကကျမ်းရံပုံတတိယအဆင့်နဲ့တိုင်ပွဲမရှိလူငယ်မျိုးဆက်အရန်တော်တဲ့တွေ့ရအောင်ခေါ်သွားပေးမယ်လို့ပြောလိုက်ပါတယ်။ စုမှုရဲ့အမနာမည်ကစုရံပဲဖြစ်ပါတယ်။ထို့နောက်ခြံဝင်းနဲ့ရောက်လာတာနဲ့ဒီဘဝတန်စီနဲ့တီးနေတာကြားရပြီးဘလို့ထူးဆန်းတဲ့အမျိုးသမီးဖြစ်လောက်မလဲလို့ရခိုင်တွေးနေခဲ့ပါတယ်။စုမှုကမမနင်းကိုလာတွေ့တာဆိုပြီးတကားဖွင့်လိုက်တော့အခန်းထဲကအေးတိုင်းတစ်ခုထွက်လာပြီးစုမှုကိုအပြင်ကိုရိုက်ထုတ်လိုက်ပါတယ်။ထို့နောက်နင်းကိုဘာလို့ရိုက်တာလဲသိလာလို့မေးလိုက်တော့စုမှုကသူများစီကအရိုက်ခံလာရလို့ဖြေလိုက်ပါတယ်။စုမှုကိုကောင်းကောင်းလေးချင်းဖို့ဆုံးမလိုက်ပါတယ်။ နောက်တစ်ခါထပ်ပြည့်ရင်သူကိုယ်တိုင်ရိုက်မလို့လဲပြောလိုက်ပါတယ်။ထို့နောက်ဆန်းချောက်ဘုံကိုရိုက်လိုက်တာမင်းမဟုတ်လားလို့ကြံခိုင်းကိုမေးလိုက်ပြီးစွမှုထက်အလားလာဖို့ရှိတယ်။မင်းကိုအကြံဉာဏ်တစ်ခုပေးမယ်။စွမှုနဲ့ဝေဝေးနေသူနဲ့ရှိနေရင်မင်းတက်လန်ဆုံဆုံသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ထို့နောက်အားလုံးသွားလို့ရပြီ။ငါလေးကျင်းတော့မယ်လို့ပြောလိုက်ပါတယ်။ကြံခိုင်းစွမှုလိုလဲထွက်သွားကြပါအောင်လေ။